Resurrection Sunday ဆိုပြီးတော့ကျွန်တော်တို့ခေါ်ပါတယ်။ရှင်ပြန်ထမြောက်ရတင်းကတွင်နေ့ရှင်ပြန်ထမြောက်ခြင်းသခင်ယေရှုခရစ်ရဲ့ထမြောက်ခြင်းကကဘာပေါ်မှာကျွန်တော်တို့နော်ခုနကတော့တခြင်းဥဆောင်တဲ့သူတွေလည်းကျွန်တော်တို့ကိုပြောခဲ့ပြီးပါပြီ။ကျွန်တော်တို့ရဲ့တမိုင်းကိုတာမကထာဝရကိုပါ အပြောင်းလဲဖြစ်စေတဲ့ဘုရားသခင်လှူဆောင်ချက်ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့ ယုံကြည်ခြင်းကိုအခြေပြုထားတဲ့သမိုင်းဝင်အဖြစ်ပြက်လည်းဖြစ်ပါတယ်။တကယ်လို့သခင်ယေရှုခရစ်သာရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဒီမှာနေနေတာအလကားပါ။ရှင်ပေါလုကပြောတယ်ဒါဆိုလို့ရှင်အဲ့ဒီသခင်နာမ၌တည်သွားတဲ့သူတွေအလကားဖြစ်သွားပြီတဲ့။အလဟတ်တတဖြစ်သွားပြီလို့ပြောပါတယ်။လူတွေတွေရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုရင်သခင်ယေရှုလည်းရှင်ပြန်ထမြောက်စရာအကြောင်းမရှိဘူးလို့ပြောပါတယ် ဒီနေ့ဒီရှင်မြန်ထမြောက်ခြင်းကိုကျွန်တော်တို့ရှေးရှုပြီးတော့မှလုံခဲ့တဲ့၅ပတ်လောက်ကတည်းကကျွန်တော်နှုတ်ကပတ်တော်ဝင်ခဲ့တဲ့ကောင်းစင်လေးကို towards resurrection ရှင်ပြန်ထမြောက်ခြင်းတို့ဆိုပြီးတော့ကျွန်တော်တို့ရဲ့အတ္တဓာတ်တွေကိုလက်တွေ့မှာဘုရားသခင်သခင်ယေရှုကိုပေးတဲ့အကြောင်းအရာကိုဆင်ခြင်ကျွန်တော်နှလုံးသွင်းခဲ့ကြပါတယ် ဒီနေ့ရှင်ပြန်ထမြောက်တဲ့တင်းကရင်ရောက်လာပါပြီ။ကျွန်တော်စကားမဆက်လေးကျွန်တော်တို့အားလုံးဝမ်းမြောက်နိုင်အောင်ဂျေဆုတော်ချီးမွမ်းနိုင်အောင်ကျွန်တော်တင်းတစ်ခုပြောပြချင်တယ်။ပြီးခဲ့တဲ့တောက်ကြနေ့တုန်းကဒီမြို့ထဲက South Perth short တခုမှာကျွန်တော်တို့ဒီ Kingdom City ကြာဝကြမှာပေါ့တချို့တွေရောက်ဘူးကောင်းရောက်ဘူးလိမ့်မယ်။သူတို့ကဖတ်ပြမှာ campus 6ခုရှိတယ်။ သူတို့ဆူတောင်းပြင်ဆင်ခဲ့ကြတယ်ဒီနေ့ good friday မှာလူ600သူတို့ဆူတောင်းတာကလူ1000ကိုနှစ်ချင်းမင်္ဂလာပေးဖွင့်တဲ့သူတို့ဆူတောင်းခဲ့တယ်ဒါပြီးခဲ့တောက်ကြနေတုန်းကသူတို့ campus 6ခုကနေလူပေါင်း600တရားထဲမှာပဋိဇာမင်္ဂလာခံယူခဲ့ကြတယ်ဘုရားသခင်ကိုယုံကြည်လာတဲ့သူတွေရှိရနော် လူလူတွေကဘုရားသခင်ကိုကြောက်ခမ်းတဲ့သူပုံများသလားယုံကြည်တဲ့သူပုံများသလားဆိုတော့မိခွန်းကတော့ကျွန်တော်တို့အမြဲတမ်းရှင်တွဲပြီးမှကြည့်ရမယ့်အရာတစ်ခုဖြစ်တော်လဲကျွန်တော်မြင်တွေ့နေရတဲ့အရာတွေကတော့ဘာလဲဆိုရင်လူတွေဟာဘုရားသခင်ကိုစိတ်ဝင်စားတယ်လူတွေဟာဘုရားသခင်ကိုစားငတ်တယ်ဤယောမထဲမှာဤလောကကြီးဘုရားသခင်သားတို့ပေါ်ထွန်းခြင်းအရာကိုအလွန်တောင့်တ မျောလင်းလျက်နေတယ်လို့ပြောပါတယ်အဲ့လူ600နှစ်ချင်းမင်္ဂလာခံနိုင်ဖို့ရန်အတွက်သူတို့ရဲ့အသက်တာထဲမှာလူတစ်ယောက်နဲ့ပဲသူတင်ခဲ့တာမဟုတ်ဘူးလူတစ်ယောက်နဲ့ပဲတွေ့ခဲ့တာမဟုတ်ဘူးအဆက်ဆက်မှာအမျိုးစုံသောထိတွေ့ချင်းတွေနဲ့တတ်တည်တွေအများကြီးနဲ့သူတို့အသက်တာကိုဘုရားသခင်တိဆောက်ပြီးတော့မှနော်ဒီနေ့ယုံကြည်သူဖြစ်သူရောက်ပြီးမှယေနှချင်းမင်္ဂလာခံယူတဲ့အထိရောက်လာတာဖြစ်တယ်ဒါကအစဖြစ်တယ်ရှစ်ဆက်သွားရအောင်မယ်သူတို့ကိုလမ်းပြမဲ့သူတွေရှိရသူတို့နဲ့အတူတူရှောင်မဲ့သူတွေရှိရသူတို့နဲ့အတူတူ accountable လုပ်ပြီးတော့မှမားရကမားသလို့ မှန်တဲ့အခါမှန်တယ်လို့လက်တွဲပေးမိသူတွေရှိတယ်တကယ်လို့နှစ်ချင်းခံတာမပြောနဲ့နော်မယုံကြည်သေးတဲ့သူတယောက်ကဘုရားကျောင်းထဲကိုရောက်လာဖို့ရန်အတွက်အ ਨੇ စုံ၈ချိန်၈နေရာလောက်မှာ mutual နော်ခရိယန်အစီအစဉ်တွေရောက်သွားဖို့လိုတယ်တဲ့ဥပမာခရိယန်မိသားစုထဲမှာဂျေဇုတို့ချွမန်းစင်ရောက်သွားတာမျိုးပြီးရကသူတို့အသင်းတော်လှုပ်တဲ့ fundraising တခုမှရောက်သွားတာမျိုးဆိုတော့အသင်းတော်ရဲ့အစီအစဉ်တွေမှာအဲ့လိုဟိုရောက်ဒီရောက်ဒီရောက်နဲ့ရှစ်ချိန်လောက်ရောက်ပြန်မှာဖျားချောင်းခန်းတဲ့ကိုရောက်လာတယ်တဲ့ဒါကကျွန်တော်တွေ့ရှိရစစ်တမ်းရတွေ့ရှိရတဲ့ချက်အရင်တော့ဆိုရင်လူတယောက်ကိုဖျားချောင်းတဲ့ကိုခေါ်လာဖို့ရတယ်အဲ့လောက်ထိမခက်ဘူးဒီနေ့မှာဒီနေ့ခုကျွန်တော်ပြောတဲ့အရာတော်မှလွန်ခဲ့နှစ်နှစ်သုံးနှစ်ကစစ်တမ်းကောက်ချက်ရ so a connection လို့တဲ့ဆိုတော့ကျွန်တော်တော့ဘာပြောချင်တာလဲဆိုရင်ဒီလူ600နှစ်ချင်းခံဖို့ဖြစ်လာတဲ့ទីဆိုရင်သူတို့ရဲ့ထိတွေ့မှုတွေအများကြီးတစ်ချက်ပိုလိုအပ်ပါတယ်ဒါဆိုရင်သူတို့ဘယ်သူနဲ့ထိတွေ့တယ်လဲယုံကြည်သူတွေနဲ့ထိတွေ့တယ်ဒီမှာထိုင်နေသူတွေကဲတော့သောသူတွေနဲ့ထိတွေ့တယ်အဲ့တော့ကျွန်တော်တို့ ਨੇ ထိတွေ့လာတဲ့အခါကျွန်တော်တို့ ਨੇ ထိတွေ့တဲ့သူတွေကိုဘုရားသခင်ကဘလို့ဘုရားမျိုးကိုကျွန်တော်ဖော်ပြနေတယ်လဲ ကျွန်တော်နှုတ်ကနေထွက်လာတယ်ကျွန်တော်နှုတ်ကနေကိုယ်အသိတော်ကြောင့်ပြောတဲ့အခါကျွန်တော်နှုတ်ကနေကျွန်တော်ယုံကြည်သူမိကိုမောင်နှမတွေအကြောင်းကိုပြောတဲ့အခါဘယ်လိုစကားပြောထွက်တယ်လဲကျွန်တော်တို့စဉ်းစားတဲ့အခါကျွန်တော်အသက်ရှင်တဲ့အခါကျွန်တော်တို့ရဲ့ခရိယံဖြစ်ခြင်းယုံကြည်သူဖြစ်ခြင်းကဘယ်လိုတသက်မျိုးထွက်စေတယ်လဲဒါလေးကျွန်တော်စဉ်းစားဖို့ရှိပါတယ်။အရှင်ပြန်ထမြောက်ခြင်းကဒီကနေ့ကျွန်တော်တို့ကိုတည်တည်ချာချာ ကျွန်တော်အမြင်တွေကျွန်တော်အတွေးခေါ်တွေကျွန်တော်စင်ချင်မှုတွေကိုပြောင်းလဲသွားစေဖို့ရန်အတွက်အထူးသဖြင့်ဒီနေ့မှလည်းကျွန်တော်အားလုံးကိုပြန်လဲပြီးတော့ဖိတ်ခေါ်ချင်တယ်ကျွန်တော်ဖတ်သွားပြီးရဲ့ကျမ်းပိုင်လေးထဲမှာဗာတွေ့ရလဲဆိုရင်ရှင်လုကာခရစ်ဝင်ကျမ်းခန်းကြီး24ကရှင်လုကာကဂလောဖာနဲ့နောက်တစ်ယောက်တပည့်တော်နှစ်ယောက်ယေရုရှလင်မြို့ကိုကြောခံပြီးအဲမောက်ရောက်ကိုသွားတဲ့လမ်းခေတ်မှာရှင်ပြန်ထမြောက်တဲ့အရှင် သခင်ယေရှုကသူတို့နဲ့အတူတူရှောက်တယ်လို့ပြောပါတယ်ကျွန်တော်စဉ်းစားလို့မရတာတစ်ခုကဘာလဲဆိုရင်ဘာဖြစ်လို့ဒီလူနှစ်ယောက်ကသခင်ယေရှုကိုသခင်ယေရှုမှမတိရတာလဲဒီနေ့ကျွန်တော်တို့တွေလေယုံကြည်သူအဖြစ်နဲ့ရှောင်းနေရင်နဲ့ယုံကြည်သူ အဖြစ်နဲ့အသင်းတော်မှာပါဝင်နေရင်နဲ့ ဘေးနားမှာသခင်ယေရှုနဲ့အတူသွားတယ်ဆိုတာကိုမသိနိုင်မမြင်နိုင်တဲ့သူတွေဖြစ်နိုင်တယ်ဆိုတာဒီကနေ့ဂလောဖာတော်နှစ်ယောက်ကိုကြည့်ရင်စဉ်းစားလို့ရတယ်ဆင်ခြင်စရာရှိတယ်စဉ်းစားကြည့်လေနော်ယေရုရှလင်မြို့မှာသခင်ယေရှုဒီလောက်နာမည်ကြီးတဲ့သူတို့အားလုံးသိတယ်သခင်ယေရှုခရစ်နာမည်လက်ခံလို့သူတို့အားလုံးသိတယ်ပြီးတော့နောက်ပိုင်းနဲ့ကျွန်တော်ဆက်ဖတ်သွားတဲ့အခါမှာ အချင်းတန်လို့သခင်ကိုသခင်မှန်သိလာတဲ့ခါကျရင်လေဒီသခင်ယေရှုရဲ့ရုပ်ကိုခန္ဓာကအဲ့လောက်ထိအပြောင်းလဲမရှိသွားပါဘူးသူမှဒဏ်ရာဒဏ်ချက်တွေကျနေသေးတဲ့ဆိုကြဲကိုကသူ့ရဲ့ရုပ်ခန္ဓာအပြောင်းလဲရှိမရှိဘူးဆိုသခင်ယေရှုကဘုရားသခင်ထံမှာကျွန်တော်အဖို့ကရိုအလူရောကိုစောင်းအန်တော့ငါကျွန်တော်သွားပါမယ်ရစ်ပူဇော်တကားတွေဒီတုံးနှံတရစ်ဆန်အသွေးတွေကို crush အလူရောမရှိနေဖြစ်အကျွန်တော်ဖို့ကိုခန္ဓာကိုပြင်ဆင်ထားဒီနဲ့အငီး ကိုရောရဲ့အလိုကိုဆောင်အပ်တော့ငါအကျွန်တော်သွားပါမီဆိုပြီးတော့ခြာဝရဖြစ်တည်တဲ့ဝိညာဉ်ဖြစ်တဲ့သခင်ကျွန်တော်ရဲ့ဖခါကလူဇာတိကိုခံယူပြီးတော့လူရဲ့ကိုခန္ဓာဇာတိကိုခံယူပြီးတော့ကျွန်တော်တို့ကိုကယ်တင်ဖို့ကြွလာတာအဲသခင်ယေရှုခံယူတဲ့ကိုခန္ဓာကခြာဝရအတွက်ဖြစ်တယ်ဒါကြောင့်ကျွန်တော်တနေ့မှသခင်ကိုတွေ့တဲ့ခါမှာသခင်ကိုသခင်မမသိစရာအကြောင်းလုံးဝမရှိဘူးလို့ကျမ်းစာရဲ့တုံသင်ချက်ကကျွန်တော်နားလည်ရတယ် မသိနိုင်စရာအကြောင်းမရှိဘူးအတိတ်ဘက်ကသခင်ယေရှုဒီရုပ်ဒီခန္ဓာရှိတယ်နာဝိညာဉ်ဖြစ်တဲ့ဘုရားသခင်ကကျွန်တော်တို့ကိုကယ်တင်ဖို့ကျွန်တော်တို့ကိုထာဝရအသက်ပေးဖို့ကိုခန္ဓာခံယူရနော်ကိုခန္ဓာခံယူရ and that's for eternity အထာဝရတူခံယူရရဖြစ်တယ်ဒါကြောင့်အပြောင်းလဲမရှိဘူးဒါပေမဲ့ဒီတပည့်တော်နှစ်ယောက်ကမျက်စိချုပ်နေပြီးတော့သခင်ကိုသခင်မှမမြင်နိုင်ဘူး ဟိုတေချာတခုကတော့သူတို့ရဲ့အပြောဆိုတွေကြည်လိုက်ရင်သူတို့အများကြီးမျောလင့်ခဲ့တာဒီယေရှုဆိုတဲ့ပုဂ္ဂိုလ်ဒီ prophet ဒီ rabbi ဒီ siya ကတော့ဖြစ်နမိတ်လက္ခဏာနဲ့လုံနိုင်တယ်ငါတို့တွေ့ကြုံနေရတဲ့ဘာသာရေးညှင်းပန်းမှုနိုင်ငံရေးညှင်းပန်းမှု လူမျိုးရေးညှင်းပန်းမှုဒီခြေတွေအားလုံးကနေလွတ်မြောက်အောင်လှုပ်ပေးနိုင်တဲ့ကက်တင်ရှင် political ကက်တင်ရှင် national cadension religious cadension အလောက်နဲ့ပဲသူတို့မျှော်လင့်ခဲ့တာဒါပေမဲ့အလောက်နဲ့ပဲလို့ပြောတဲ့ခါမှာတိတိတော်တော်မဟုတ်ဘူးနော်အယံများတယ်အယံကြီးမားတယ်ဒါပေမဲ့သူတို့မျှော်လင့်ဇာနဲ့ဘုရားသခင်အလိုတော်နဲ့တခြားစီဖြစ်တဲ့ခါမှာသူတို့မျှော်လင့်သူတို့ဖြစ်မလာတဲ့ခါမှာကျွန်တော်ထင်တာပါကျွန်တော်စင်ချမိရတော့သူတို့ရဲ့စိတ်တက်ကြနေတဲ့ဟာအဲ့တော့ထင်တယ်လည်းမဟုတ်ဘူးကွာအခုတော့ သွားပါပြီ။ငါတို့မျှော်လင့်ထားခဲ့သမျှအခုတော့အားလုံးပျောက်ဆုံးပြီ။စိတ်တကြစိတ်တအမောင်မိုက်လွန်အားကြီးလို့သခင်ကိုသခင်မှမတိနိုင်လောက်အောင်စိတ်ပြတ်သွားတဲ့သဘောရှိပါတယ်။ဒါပေမဲ့အရန်ကိုမှကျွန်တော်တို့ဒီနေရာမှာအားကြဆရာလေးတခုကပါလဲဆိုရင်သခင်ယေရှုကသူတို့နဲ့အတူတူသွားပြီးမိတ်ဆွေတို့ဘာအကြောင်းပြောနေကြတာလဲတဲ့ ဒီကနေ့မှာရှင်ပြန်ထမြောက်ရတနင်္ဂနွေနေ့မှာကျွန်တော်တို့စိတ်နှလုံးတွေကျွန်တော်စင်ချင်မှုတွေကို ပြန်လည်ပြီးတော့မှ renew เนาะတည်လွင်စေဖို့လမ်းဆန်းစေဖို့အရှုတောင့်တွေကျွန်တော်တို့တွေပွင့်လာစေဖို့ဘုရားသခင်ဖွင့်ပြဖို့ရတယ်ကျွန်တော်ရည်ရွယ်လို့ကျွန်တော်ပြောတဲ့အခါမှာအထူးသဖြင့်ကျွန်တော်တို့ဟာနေ့စဉ်တိုင်းမှာရှင်ပြန်ထမြောက်တဲ့အရှင်နဲ့အတူတူခရီးသွားနေတဲ့သူတွေဖြစ်တယ်ဆိုတော့ကျွန်တော်ပြန်လည်ပြန် remind လုပ်ချင်တယ် Israel Ethiopia ယာကုပ်ကိုဘုရားသခင်နဲ့နှပန်းလုံးမြငါ့ကိုလွတ်ပါမလွတ်ဘူးကျွန်တော်ကိုကောင်းချီးမပေးမချင်မလွတ်ဘူးလို့ပြောတဲ့ခါမှာယာကုပ်ကိုโอเคမင်းနာမည်ဘလို့ခေါ်လဲကျွန်တော်နာမည်ယာကုပ်ဖြစ်ပါတယ်ဟုတ်တယ်မင်းပြောတာမှန်တယ်မင်းနာမည်ယာကုပ်ဒါပေမဲ့အရင်တစ်ကြိမ်သူအဖေအီဇက်ကမင်းနာမည်ဘာတူလဲလို့မိခဲတုန်းကတော့ "तू ဖြစ်နေတဲ့အဖြစ်တိုင်းမပြောဘဲနဲ့ तू ဖြစ်ချင်တဲ့ तू လိုချင်တဲ့သူ့ရဲ့လောဘသူ့ရဲ့အတ္တဘဝမှာအခြေခံတဲ့ကျွန်တော် ဒီနေ့ချိန်မှာသူ့ရဲ့အဖြစ်အတိုင်းကျွန်တော်ဟာယာကုပ်ပါကျွန်တော်လိန်လိန်လှည့်ပြသူပါလို့ဝန်ခံတဲ့ချိန်မှာဘုရားသခင်ကသူ့ကို yes but from now on you will be called Israel Israel ဆိုတာကဘုရားသခင်နဲ့တွားလာတော်သူဘုရားသခင်နဲ့အထူးသဖြင့်လုံပန်းတော်သူ struggle with God ဘုရားသခင်နဲ့လုံးပမီသွားလာတဲ့အတ္တတာဒီနေ့ကျွန်တော်ဘုရားသားသမီးတွေယုံကြည်သူတွေအတ္တတာဘုရားသခင်နဲ့လုံးပမီသွားလာတဲ့အတ္တတာပါ we are wrestling with god every day အလိုပြောရခမှာ we are not wrestling to win or anything like that အဲ့ဒါပြောရမှာဘုနိုင်ဖို့ wrestle လုပ်တာမဟုတ်ဘဲနဲ့သူတပိဘုရားသခင်ကကျွန်တော်တို့နဲ့အတူတူကျွန်တော်တို့ရဲ့သွားတဲ့ခရီးမှာကျွန်တော်တို့ရဲ့ပင်ပန်းနွမ်းလျခြင်းမှာကျွန်တော်တို့ရဲ့ယုံကံလှုပ်ရှားခြင်းမှာကျွန်တော်တို့နဲ့အတူတူ အမြဲတမ်းရှိပြတဲ့ဘုရားပါကျွန်တော်နဲ့အတူတူယုံကန်တဲ့ဘုရားပါကျွန်တော်နဲ့အတူတူနာကျင်တဲ့ဘုရားပါအဲ့ဒီဘုရားဟာကျွန်တော်နဲ့အတူတူသခင်ယေရှုခရစ်ရှင်ပြန်ထမြောက်ခြင်းရမယ်သခင်ယေရှုကိုရှင်ပြန်ထမြောက်စေတဲ့တကူတော်နဲ့တူတဲ့ the same power ကျွန်တော်အထင်မှာဖြစ်တည်ပြီးဝိငင်တော်အားဖြင့်ကျွန်တော်နဲ့အတူတူသွားလာတဲ့ခေးသွားတဲ့သူပါဒါလေးကိုကျွန်တော်မြင်စေချင်တာပါဒါလေးကိုကျွန်တော်ပြန်ပြီးတော့သတိရစေချင်တာပါကျွန်တော်ဘုရားသခင်နဲ့ ွားလာတဲ့သူတွေဖြစ်တယ်ကျွန်တော်ဝန်းနေကြည်ခွဲတဲ့အခါကျွန်တော်ကဘုရားသခင်နဲ့ဝန်းနေဘုရားသခင်ကကျွန်တော်တို့နဲ့အတူတူဝန်းနေပေးတယ်ဘုရားဖြစ်တယ်ယေရှုမျက်ရည်ကျတော်မူ၏ Jesus wept အပိတရားကြောင့်လူတွေဘလောက်ထ တောင်မှတည်ခြင်းတရားရဲ့အနိုင်တင့်ခြင်းခံရတဲ့အရာကိုသခင်ရှုမြင်တဲ့အခါမှာတဲ့ကျမ်းပညာရှင်မြောက်များစွာကလာဇရုကိုမထမြောက်စေခင်မှာသခင်ယေရှုကဒီညီမတွေနဲ့ယာသူယာသားတွေနဲ့ဒီလူတွေရဲ့ဝမ်းနဲ့ကြွယ်ရှိကိုကြည်ပြီးတော့မှသူရဲ့လူသားဖြစ်တဲ့လူသားဖြစ်ခြင်းနဲ့ကနေလည်းပါတယ် လူတွေဟာအပြစ်ကြောင့်ခံရတဲ့အရာအပြစ်ကြောင့်ခွဲခွာခြင်းခံရတဲ့အပြစ်ကြောင့်တွေ့ကြုံရတဲ့အရာကဒီလောက်တောင်မှစိုးပါလားဒီလောက်တောင်မှကြည်ခွဲစရာကောင်းပါလားဆိုတာကိုသခင်ယေရှုနားလဲလွန်းလို့မျက်ရည်ကျတယ်လို့ကျမ်းပညာရှင်များစွာကပြောပါတယ် Jesus wept သခင်ယေရှုရဲ့ကျွန်တော်နဲ့တူတူခရီးသွားတဲ့အရှင်မခရီးသွားနေတဲ့သခင်ယေရှုနဲ့တူခရီးသွားတဲ့ဆိုကြတဲ့ကောက ကျွန်တော်ရဲ့အခြေအနေကိုအတိဆုံးဖြစ်တဲ့အသူဟာခရစ်တော်ပဲဆိုတာကိုကျွန်တော်ပြောချင်တယ်မင်းတို့ဘာကြောင့်ပြောနေကြလဲကလောဖာကဟာခမရလူသစ်တင်တယ်ယေရရှိမြေမှာဒီတပတ် this weekend မှာဖြစ်သွားတဲ့ဖြစ်ပျက်ကိုဒီလိုမေးရအောင်ခမရလူသစ်တင်တယ်တဲ့ယေရရှိမြေမှာဒီလောက်ထိအုံတဲတဲဖြစ်ပြီးတော့ဒီလောက်ထိတည်င်းအကြီးကြီးဖြစ်နေတာ ခင်ဗျားဘာမှမတိဘူးလားတဲ့မေးတယ်နော်မနေ့တနေ့တုန်းကအသက်ခံလိုက်ရတဲ့လဝါကရမှာတကယ်ကိုကြည်ကြည်မမကိုရောမကြီးလည်းပြပါလာတယ်အလူတွေအိုးအိုးတောင်းတောင်းနဲ့ကားလန်တဲမှာကားလန်တဲမှာအမျိုးမျိုးနဲ့တကယ်အိုးအိုးတောင်းတောင်းဖြစ်ပြီးတော့မှဒီတစ်ချိန်ပတ်ခါဘက်ကတကောင်းမကြုံဘူးတဲ့ညာမျိုးဖြစ်တယ်ပြီးတဲ့ခါမတော့ချန်နေမှာအမောင်မိုက်အကြီးကြီးအမောင်မိုက်ဆုံးသောမောင်မိုက်ချင်းဖုံးလွှမ်းသွားတယ်တလောကလုံးဒါခင်ဗျဘာမှမသိဘူးလား the irony no ဒီအဖြစ်အပျက်တွေအားလုံးကိုမျက်မြင်ကိုတွေ့တွေ့ခဲ့တဲ့သူတွေကပြင်ပြန်ထမြောက်တဲ့အရှင်ကိုမေးတဲ့မေးခွန်းကခင်ဗျဘာမှမသိဘူးလားတခါတည်းမှာကျွန်တော်တို့ရဲ့အသက်တာထဲမှာလေကျွန်တော်တွေ့ကြုံရတဲ့နာကျင်ခြင်းတွေကျွန်တော်တို့ရဲ့တောက်ကြနေပေါ့ဗျာအမောင်ဆုံးသောနေ့ကိုဖြတ်တန်းတဲ့အချိန် ကျွန်တော်တို့ရဲ့တောက်ကြံနေကျွန်တော်တို့ဆင်းရဲဒုက္ခတွေကိုဖြတ်တန်းရတဲ့ချိန်ကျွန်တော်တို့ရဲ့တောက်ကြံနေကျွန်တော်တို့ရဲ့နာကျင်ခြင်းနဲ့အလို့စုံကိုဖြတ်တန်းရတဲ့ချိန်လူတွေရဲ့အထင်မြင်လွဲခြင်းလူတွေရဲ့အမျိုးမျိုးပြောခြင်းကျွန်တော်အလုပ်ငန်းတွေမှာအလုပ်တွေမှာအဆင်မပြေခြင်းမိသားစုတွေမှာအဆင်မပြေခြင်းငွေကြေးအဆင်မပြေခြင်းဟာအလုံးစုံတို့သောမောင်မိုက်ခြင်းတောက်ကြံနေတဲ့ဆန်းနဲ့အလုံးစုံသောအရာတွေကိုကျွန်တော်တွေ့ကြုံတဲ့အခါကျွန်တော်ဘုရားသခင်ကိုမေတ္တာကိုရောဒီလောက်ထိကျွန်တော်ဘဝမှာဖြစ်နေတာကိုရောမသိဘူးလား ကျွန်တော်ဘွားထဲမှာကျွန်တော်မိသားစုထဲမှာကျမတို့မိသားစုထဲမှာဒီလောက်ထိတွေ့ကြုံနေတာကိုတော့မသိဘူးလားကိုတော့မသိဘူးလားဒါရမသိဘူးလားကလောဖာတို့နှစ်ယောက်မိရမိခွန်ကလည်းစင်မလာပါပဲဒီလိုအဖြစ်အပျက်တွေဖြစ်သွားတာခင်ဗျားဘာမှမသိဘူးလားဒါပေမဲ့တကယ်တကယ်ကလေတကယ်တကယ်တမ်းအဲ့တောက်ချာနေမှာဘာဖြစ်သွားတယ်လဲဆိုတာကို ိဆုံးသောသူကခရစ်တော်ပဲတကယ်ဘာဖြစ်သွားသလဲဘုရားသခင်ရှိမှဘာဖြစ်သွားသလဲဘုရားသခင်ရှိမှဘာအမှုပြီးသွားသလဲဘုရားသခင်ရှိဘသူတွေကဘလို့ဖြစ်သွားသလဲဆိုတော့အတိဆုံးသောသူကယေရှုပဲတပည့်တော်တွေကသူတို့မြင်တာဘာပဲမြင်လဲဆိုလို့ရှိရင်ဟာဒီမှာငါတို့အရန်ထင်ကြီးတယ်ငါတို့ရဲ့အားကိုးတဲ့ခေါင်းဆောင်တယောက်ကျသွားပြီအဲ့လောက်ပဲမြင်တာ မတရားကြာသွားတဲ့လောက်မြင်အောင်အဲ့လောက်ပဲမြင်တာဒါပေမဲ့သခင်ယေရှုတည်တယ်အတိဆုံးဖြစ်တယ်ဆိုတော့သခင်ယေရှုတည်တာပါလေဘုရားသခင်သားတော်ယေရှုခရစ်အသွေးတော်ဒီငါတို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏အဲ့ဒီအချိန်မှာ ခေါင်းဆောင်တယောက်ကြသွားတယ်လို့သူတို့မြင်တဲ့အချိန်မှာအာခုရဲ့နိုင်ငံရဲ့ခေါင်းဆောင်တယောက်ကြသွားတယ်လို့သူတို့မြင်တဲ့အချိန်မှာဘုရားသခင်ရှေ့မှာကျွန်တော်တို့လူသားတွေအပြစ်ကိုဘုရားသခင်ဖြေရှင်းလိုက်ပြီကျွန်တော်တို့တွေကဘုရားသခင်ကိုဘာကြောင့်ဒီလိုဖြစ်နေရတာလဲလို့ကြွေးကြော်နေတဲ့အချိန်မှာဘုရားသခင်ကယေရှုခရစ်အားဖြင့်ကျွန်တော်တို့ကိုအသစ်ပြုပြင်ပေးနေပြီလူတွေကယေရှုအသက်ခံရတယ် ဘာရဘကိုရွေးလိုက်တယ်အဲ့လိုမျိုးမြင်နေတဲ့အချိန်မှာတကယ်တကယ်သခင်ယေရှုကကျွန်တော်ကိုစားအသေးခံသွားတာတကယ်တကယ်ဖြစ်သွားတဲ့အဖြစ်ပြက်က ကလောဖာတို့မင်းတို့မသိဘူးလားအဲ့လို ဖြစ်သွားရတဲ့အကြောင်းရင်းကငါမင်းတို့တွေအသက်ရဖို့ရန်အတွက်အသေးခံရတာလေဒါပဲတကယ်ဖြစ်သွားတဲ့အရာကိုအတိဆုံးသောသူက ခရစ်တော်ပဲ ခရစ်တော်တပါးသေးပဲတောက်ကြတယ်ဘာဘာဖြစ်သွားလဲဆိုတော့ကိုသိတာပါဒီနေ့ကျွန်တော်ရဲ့ဘဝမှာလဲကိုရောဘမှာလဲကိုရောမသိဘူးလားလို့မေးတဲ့ချိန်မှာ ကျွန်ပြန်ပြီးတော့သတိရဆစ်ချင်တယ်အတိဆုံးတော့သူကကိုရောပါဣတိလာလူမျိုးတွေကိုသူတို့တောင်ပြင်မှာလဲပြင်မှာတောကန်နာထဲမှာသူတို့ကျင်လဲနေတဲ့ချိန်မှာသူတို့ကိုချိန်ဆဖို့စူးစမ်းနေတဲ့ဘာလမင်းရှိတယ်နော် ဘာလန်ပရော့ဖက်ရှိတယ်သူတို့ကိုချိန်၃ချိန်တောင်စ조사ပြီးမှချိန်ဆဲဖို့စ조사နေတာသူတို့တွေဘဝပြတ်ဖို့သူတို့တွေကြရှုံးဖို့ချိန်ဆဲဖို့စ조사နေတာအောက်မှာရှိရဣတလီဘာမှမသိဘူးမှတောင်းပေါ်မှာ၃ချိန်3ဆန်၃နွားတွေများချိကိုတက်ပြီးတော့ကိုချိန်ဖို့စ조사နေတာဒါပေမဲ့အဲ့ဒီ၃ချိန်စလုံးဘုရားသခင်သူတို့ကိုကြွယ်ကားတယ်အောက်ကလူတွေဘာမှမသိဘူး လဝါကရမသခင်ယေရှုအသေးခံသွားတာသူတို့တွေကခေါင်းဆောင်တယောက်သုတ်သက်တိလက်သက်နဲ့ပြည့်စုံတဲ့အင်မတန်တော်တဲ့အင်မတန်ထမြက်တဲ့ခေါင်းဆောင်တယောက်တည်တာလောက်ပဲသူတို့တွေ့တယ်ကြဆုံးတာလောက်ပဲသူတို့တွေ့တယ်ဒါမှတကယ်တကယ်တမ်းတော့သူတို့ဘဝထာဝရကာလအပြောင်းလဲဖြစ်ဖို့ရန်တွယ်ဖြစ်တယ်ဆိုတာကိုသခင်ယေရှုပဲသိတယ်ဒီနေ့ကျွန်တော်တို့ရဲ့နာကျင်ခြင်းတွေကျွန်တော်တို့ရဲ့ဘဝအဖြစ်ပြက်အခြေအနေတွေအားလုံးကိုကျွန်တော်တို့တွေ တည်တယ်ဆိုတာထက်အတိဆုံးသောသူကဘာကြောင့်ဒါတွေဖြစ်ရလဲဆိုတော့အတိဆုံးသောသူကသခင်ယေရှုပါဘာကြောင့်လဲဆိုတော့တောက်ချတဲ့မှာဖြစ်သွားတဲ့အရာကိုမြင်တွေ့ခဲ့တဲ့သူတွေကတနင်္ဂနွေနေ့မှာသခင်ယေရှုပြန်ပြန်ထမြောက်လာမယ်ဆိုတော့သူတို့မသိခဲ့ဘူးသခင်ယေရှုပဲတည်တယ်ဒီသခင်ယေရှုရှင်ပြန်ထမြောက်ခဲ့ပြီးပါပြီပြီးတဲ့အခါမှာသူတို့တွေသွားနေရင်နဲ့မင်းတို့တွေတဲ့ ဓမ္မသစ်ထဲမှာလေ foolish might matter သူတွေလူပြောတဲ့စကားလုံးအများကြီးမတွေ့ဘူးအများကြီးမရှိဘူး၄၅၆ကျင်းလောက်ပဲပါတယ် might တဲ့သူတွေ you foolish people english စကား morons ဆိုစကားလုံးကဒီကအဲ့မှာတုံးသွားတယ် moron မင်းတို့မသိဘူးလားအချင်းကြီးပညာမဲ့တော်သူဘာမှမသိတော်သူအဲ့လိုတွေပဲရတယ်မင်းတို့မသိဘူးလား ဒီရာတွေကိုခရစ်တော်ဟာကြုံရပြီးဘုံဝင်စားဖို့ရှိမယ်ဆိုတာကိုမောရှိကျမ်းထဲကနေစပြီးမှကျမ်းစာထဲမှာဖျားသခင်ပြောခဲ့ပြီးသားဖြစ်တယ်ဆိုတော့ကိုမင်းတို့မသိဘူးလားတဲ့အဲ့လိုကျမ်းစာနဲ့ဆိုင်ပြီးတော့မှသခင်ယေရှုကဘယ်လိုအသေးခံရမလဲဘယ်လိုမျိုးဒီလိုဖြတ်တမ်းပြီးမှဘုံကြီးကိုဝင်ရမယ်ဆိုတော့အကြောင်းအရာတွေကိုရှင်းပြတဲ့အခါကလောဖာနဲ့တပြီးတော့နှဲ့ရစိတ်ထဲမှာလေဟာသူတို့ ပြင်းပြတဲ့စိတ်ဆန္ဒဖြစ်တယ်ပူလောင်တဲ့ဝိညာဉ် burning desire စိတ်ထဲမှာအဲ့လိုဖြစ်တယ်အော်တပိတ်ပိတ်နဲ့လောင်ကျွမ်းနေတာသခင်မှန်းတော့မသိသေးဘူးဒါပေမဲ့သခင်ရဲ့ဖွင့်ပြခြင်းနေကျမ်းစာရဲ့ဖွင့်ပြခြင်းကိုကြားတဲ့အခါမှာစိတ်ထဲမှာတစိမ့်စိမ့်နဲ့သူတို့တမိုင်းမြိုင်းနဲ့ဖြစ်ပြီးမှလောင်ကျွမ်းနေတယ်သခင်ရဲ့ဖွင့်ပြခြင်းသူတို့မြင်သွားတယ်သူတို့ကြားရတယ် ဒီနေ့ကျွန်တော်ရဲ့တက်တာထဲမှာသခင်ကကျွန်တော်နဲ့အတူတူသွားလာတယ်သခင်ဖြစ်တယ်ကျွန်တော်တို့ကိုနှုတ်ကပတ်တော်နဲ့ကျွန်တော်တို့ဘဝအခြေအနေကို နားလည်နိုင်အောင်တုံတင် ဖွင့်ပြနေတဲ့အရှင်ဖြစ်ပါတယ်နှုတ်ကပတ်တော်နဲ့ကျွန်တော်ရဲ့အခြေအနေကိုနားလည်နိုင်အောင်တုံတင်ဖွင့်ပြနေတဲ့အရှင်ဖြစ်ပါတယ်ကျွန်တော်ရဲ့အမြင်မှန်အောင် အမြင်ကြည်လင်သွားအောင်အမြင်ပွင့်သွားအောင် နှုတ်ကပတ်တော်နဲ့ဖွင့်ပြပြီးမှပို့ဆောင်နေတာအဲ့တခင်မှဖြစ်ပါတယ်တခါတော့ကတထေးတယောက်ရှိတယ်တထေးကသူ့သားတသူ့သားသူ့မိသားစုကအဆင်မပြေအထူးသဖြင့်သူ့မိမနဲ့သူအဆင်မပြေငါအကောင်းဆုံးလုပ်ပေးတယ်ကွာတဲ့ ငါအကောင်းဆုံးပေးဆက်တယ်တဲ့ဒါပေမဲ့သူတို့တွေငါစကားနားမထောင်ငါရဲ့ဥဆောင်မှုနာကိုသူတို့မလိုက်ချင်ဘူးတင်းဥစရာကြောက်ကိုသူရင်ဖွင့်တယ်အဲ့ဒီခါမှာအဲ့တင်းဥစရာသူပြန်မေးလိုက်တယ်ခမရသခင်ယေရှုနဲ့ဘာပြဿနာရှိလဲတဲ့ ခင်ဗျာဒီသခင်ယေရှုခရစ်ကိုလက်မခံနိုင်အောင်ခင်ဗျာအထက်မှာဘာပြဿနာရှိလဲတဲ့မစီမစအဲမေခွန်ပြန်မေးတဲ့ခါမှာအဲ့တတိယဘာပြန်ပြောလဲဆိုတော့ဟာဘာဖြစ်လဲအဲ့လိုမေခွန်မေးတာလဲတဲ့ဘာဘုရားသခင်နဲ့ပတ်သက်လို့ရှင်တော့တဲ့သူပြောတယ်ငါမကြိုက်တာဘာလဲဆိုရင်ဘုရားသခင်ဒါလို့ရမယ်မင်းတို့နောင်တရရမယ်ဒီလိုမျိုးတွေဘုရားသခင် demand လုပ်တဲ့အရာတွေ ဒီလိုဖြစ်ရမယ်ဆိုတဲ့အရာတွေကိုဘုရားသခင်ပြောတဲ့စကားတွေကသူမခံယူနိုင်ဘူးတဲ့အဲ့ကမအတေးဝန်ဆရာဘာပြောလဲဆိုဟာတော်စိတ်ဝင်စားဖို့ကောင်းတယ်တဲ့ခမားကတော့ခမားမိသားစု ခမားမိမနဲ့ခမားမိသားစုခမားစိတ်ကြိုက်နေစေချင်တဲ့စိတ်တွေရှိတယ်ဒါပေမဲ့ခမားဘုရားသခင်ခမားကိုသူဖြစ်စေချင်တယ်လို့ဖြစ်ဖို့ရန်အတွက် တောင်းဆိုတာကိုတော့ခမားပြဿနာရှိတယ်ဆိုတော့ခမားအာမရဖြစ်နေတဲ့ခမားမိသားစုနဲ့ခမားနဲ့ ဘာกว่าလို့လဲတဲ့အဲ့မဲခင်လည်းသူပြန်မိလိုက်တာပါအဲ့ဒီချိန်မှာအဲ့တထေးကြီးကအမြင်ပွင့်သွားပြီးမှအဲ့နေရာမှာပဲဘုရားသခင်ကသူဝန်ချ တောင်းပန်ပြီးတော့မှယုံကြည်သူ အဖြစ်သူပြောင်းသွားတယ်ဒီတခါတည်းမှာကျွန်တော်တို့ကိုပိတ်နေတဲ့အရာလေးကအကြီးကြီးမဟုတ်ဘူးတလွာလေးပဲတချို့ရဆိုရင်တလွာလေးပဲကျွန်တော်ကိုပေးနာလူကြည့်ပြီးတော့ချက်ပြောလိုက်အောင်လက်တို့ပြီးမှနင်တလွာလေးပဲလိုတာပါဟာတော့ တလွာလေးပဲလိုတာပါအများကြီးမဟုတ်ဘူးတလွာလေးပါတချို့တော့ကအဲ့တလွာလေးကငါတို့လူမျိုးဆိုတာဖြစ်ဖြစ်မယ်တချို့တွေအတွက်ကြောင်းငါတို့ဂိုင်းကနာဆိုတာဖြစ်ဖြစ်မယ်တချို့တွေအတွက်ကအမျိုးမျိုးဖြစ်နိုင်တယ်တချို့တွေအတွက်ကခုနတတိကြီးလည်းဖြစ်နိုင်တယ်အာ God is asking too much လည်းဖြစ်နိုင်တယ်ဒါမဲ့ဒီကနေ့ကျွန်တော်အမြင်ပွင့်သွားဖို့ရန်အတွက် သခင်ယေရှုကကြမ်းစာနဲ့ကျွန်တော်တို့ကိုဖွင့်ပြပြီးမှကျွန်တော်အတူခီးသွားပြီးဖွင့်ပြတဲ့အရှင်ဖြစ်ပါတယ်ကျွန်တော် ပြောနေကြဇာလင်းတစ်ခုရှိတယ်ကျွန်တော်ပြန်ပြောပြချင်တယ်တခါအင်မတန်မှတာယာတဲ့နန်းနခင်တစ်ခုမှာစားသောက်ဆိုင်ကော်ဖီဆိုင်ပေါ့ breakfast အကုန်ရတဲ့ဆိုင်တစ်ခုလူတွေကသူတို့ရဲ့ beautiful morning ကို enjoy လုပ်ဖို့ရန်တွလာတယ်ကော်ဖီလည်းဖိတ်သူတို့မှာပြီးတော့မှမုတ်လေးတွေနဲ့ သတင်းစာလေးဖတ်ပြီးမှငိန်သက်စွာနဲ့ဒီလိုချမ်းမြေ့တဲ့တန်စင်လေးကိုနားထောင်ပြီးသူတို့ရဲ့တာယာလှပတဲ့နန်းနှခင်ကို enjoy လုပ်နေတဲ့ချိန်မှာအဖေတယောက်နဲ့ကလေးနှစ်ယောက်တော့၃လေးနှစ်အရွယ်ကလေးနှစ်ယောက်ဝင်လာပြီးတော့မှသူတို့လည်းထိုင်နေအဲ့ချိန်မှာကလေးနှစ်ယောက်ကဆော့ပါလေရောနော်ဒီမှာကလေးရှိတဲ့သူအားလုံးဒီကျွန်တော်ကလေးတွေဘလောက်ဆော့လဲဆိုရင်ဆော့ရဲတကုံဆော့ရဲဆော့ရဲခါကြတော့လုံးဝ peaceful ဖြစ်နေတဲ့ငင်တန်းနေတဲ့မနက်ခင်းကလူတွေအနှောက်အယှက်ခံလိုက်ရပြီ အဲ့ချိန်မှာသူတို့ကြည့်တယ်အဖေကဘာများလုပ်မလဲဆိုအဖေကိုကြည့်ကြတယ်အဖေဘာမှမလုပ်ဖေတော့သူထိုင်နေတယ်ဟာကလေးရဆော့ဘလောက်ရအောင်ဆော့လဲဆိုတချို့ပြေးသွားပြီးတော့ကလေးတော့ innocent ဖြစ်ပါတယ်ဒါပေမဲ့ကလေးတော့ပြေးသွားပြီးတော့ဒရင်းစာဟောသွားဆွဲဟိုဟောသွားတိုက်နေဆိုတော့လူတွေကလုံးဝမကြည့်အားလုံးရစိတ်ထဲမှာဖြစ်နေပါလဲဆိုတော့ဟာဒီကလေးတွေတော့တော်ဆိုးတယ်ကွာဒီအဖေဘာမှမပြောဘူးလေကျွန်တော်အားလုံးပါလေနော်သူများကလေးတိမပြောတဲ့ခါကျသူတို့အမေတွေလှမ်းကြည့်သူတို့ဖေတွေလှမ်းကြည့်သူတို့ဘာမှမလုပ်မလဲပေါ့အဖေမေဂရန်ဘာမှမလုပ်ဘူးဆိုရင်လည်းသူမှလည်းဘာမှတိမပြောရဲဘူး ဆိုသူတို့လည်းအဲ့လိုမျိုးဖြစ်နေတဲ့အချိန်မှာအားလုံးအစိတ်ထဲမှာဖြစ်အာဒီဖေးတော့ကွာဆိုအဲ့ချိန်မှာတော့တယောက်ကတော့သူရဲ့ကောင်းသူရဲ့ကောင်းလှုပ်ပြီးမှသွားထပြီးမှဟဲ့လူဟဲ့လူတဆိတ်လောက်ဗျာခင်ဗျာခင်ဗျာကလစ်တွေကျွန်တော်တို့ကျွန်တော်တို့အားလုံးအနှောင့်အယှက်လုပ်နေတာခင်ဗျာဘာမှမပြောတော့ဘူးလားဘာမှမလုပ်တော့ဘူးလားဆိုပြီးတော့မှသူတယောက်ကတတိယပြောတဲ့အခါမှာအားလုံးအစိတ်ထဲမှာသူ့ကိုလုံးဝလက်ခုပ်ဝိုင်းတီးပေးတယ်ဗောနော်စိတ်ထဲကအားလုံးလက်ခုပ်ဝိုင်းတီးပေးပြီးဟာ yes hero နော် not all heroes wear capes သလိုမျိုးပေါ့ hero ဆိုပြီးသူတို့ကြီးစုတင်တဲ့ချိန်မှာအဲ့ချိန်မှာအဖေကသတိပြောင်းလာအော်ဟုတ်သားပဲ sorry 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 ကျွန်တော်အခုပဲဆေးရုံကနေလာတာပါဒီမနေ့ပဲသူတို့အမေကင်ဆာနဲ့တည်သွားလို့ဆုံးသွားလို့ဘာလို့ရမှန်းမသိဖြစ်နေတာကျွန်တော်လည်းဘာလို့ရမှန်းမသိဖြစ်နေတာ sorry ပဲ sorry ပဲအားလုံးတောင်းပန်လိုက်တယ် ဲ့ဒါလေးကိုကြားလဲကြားရောအခုနာတော့ကအပြစ်တင်ဖို့အခုနာတော့ကကားတိုင်းပေါ်တင်ဖို့ရန်အတွက်အစင်သင်ဖြစ်နေတဲ့လူတွေအားလုံးက လုံးဝပြောင်းသွားပြီးဂယုနာစိတ်ပြောင်းသွားတယ်လုံးဝ perspective ပြောင်းသွားတယ်အမြင်ပြောင်းသွားတယ်တိဖို့လိုအပ်တဲ့အကြောင်းအရာလေးတစ်ခုကိုသိလိုက်ရုံနဲ့အခုနာတော့ကသူတို့ကိုအနှောက်ရှက်ပေးနေပါတယ်လို့သူတို့မျက်စိနောက်နေတဲ့ကလေးတွေကအယံတနာစရာကောင်းတဲ့ကလေးတွေဖြစ်တယ်ဆိုတော့သူတို့မြင်သွားတယ် အခုနောက်တော့ဒီအဖေကွာအဖေတယောက်လို့ပြီးတော့ကိုကလေးတယောက်စောနေတာကိုတွေ့နေတာကိုဘာမှမပြောဘူးဆိုပြီးမှအပြစ်တင်တဲ့စိတ်နဲ့ကြိတ်ခဲ့တဲ့သူကဒီဒီချိန်မှာတော့အော်ဒီအဖေသူဘယ်လိုဆက်လုပ်မလဲအမေမပါဘဲနဲ့ကလေးတွေကိုသူဘယ်ဘယ်လိုဆက်ပြုစပြုထားမလဲအမေနေပြောင်းသွားပြီဒီနေ့ကျွန်တော်တို့ရဲ့အတ္တထဲမှာတချို့ကိစ္စတွေအဲ့ဒီမတိသေးတဲ့အရာလေးတစ်ခုတိလိုက်ဖို့ပဲလိုတာပါ ဲ့ဒီຢာလေးတိလိုက်တဲ့ချိန်မှာအဲ့ဒီအတိလေးကကျွန်တော်တို့ကိုပြန်လဲပြီးတော့မှအမြင်ပွင့်သွားစေတဲ့အရာ ဖြစ်သွားမှာပါဒီနေ့ကျွန်တော်တို့တွေကျွန်တော်တို့ကို တွေ့ကြုံဖြတ်တန်းနေတဲ့အချိန်တွေအားလုံးကိုတမန်တော်နဲ့နှုတ်ကပတ်တော်နဲ့ဖွင့်ပြပေးနေတဲ့ကျွန်တော်တို့နဲ့အတူတူ ခยีသွားနေတယ်သခင်ရဲ့ဖွင့်ပြခြင်းကို မြင်နိုင်ဖွင့်ရန်အတွက်အားလုံးကိုဘုရားသခင်တိဖို့လိုအပ်တဲ့အရာလေးကို ပေးတည်ပါစေမြင်ဖို့လိုအပ်တဲ့အရာလေးကို ပေးမြင်ပါစေမျက်စိချုပ်နေတဲ့တပည့်တော်နှစ်ယောက်ကသခင်ယေရှုကသူတို့နဲ့အတူတူညစာစားခါနေမှာမုန်းကိုဖယ်လာတဲ့ချိန်မှာအော် တခင်ပဲမြင်သွားပါတယ်။အော်တခင်ပဲမုဖဲလိုက်တဲ့ချိန်မှာအီမွန်ကတင်းတို့အဖို့လုံးကချိုးဖဲ့တော့ငါရဲ့ကိုခန္ဓာဖြစ်တယ်။ယူရေးစားကြပါ။ခွက်ကိုကန်လိုက်တဲ့ချိန်မှာဤခွက်ကတင်းတို့ဖို့လုံးကသွန်းတော့ဘရင်ငင်တရားအစ်တဲ့နဲ့ဆန်တဲ့ငါရဲ့အသွေးဖြစ်တယ်။ ယူရတောက်ကြပါငါကိုအောင်းမေးဖို့ရာဤသို့ပြုကြပါလို့ပြောခဲ့တဲ့သခင်ရဲ့စကားငါကိုအောင်းမေးဖို့ရာ ပြုကြပါငါကိုအောင်းမေးပါငါကိုတတိယပါလို့ပြောတဲ့သခင်စကားသူတို့မြင်ပွင့်သွားစီပါတယ်သူတို့အတွက်လိုအပ်တဲ့အရာလေးကသခင်ရှုမုန်းဖက်လက်ခြင်းပါဒီနေ့ကျွန်တော်တို့အတွက်လိုအပ်တဲ့အရာလေးက တူချင်မှတူမယ်ဒါမင်းဒီကနေ့သခင်ဟာကျွန်တော်ကို ဖွင့်ပြနေတယ်လမ်းပြနေတယ်ကျွန်တော်နဲ့အတူ ခရီးသွားတယ်အရှင်ဖြစ်ပါတယ်